င်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ18ရက်နေ့ရေဒီယို UNG ရဲ့မနခင်ပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့ရွှေမိုင်းဖြစ်ပါတယ် အလွဲသုံးစားမှုတွေကိုကင်တွယ်တဲ့အခါမှာတိတိယောက်ယောက်နဲ့စနစ်တကျမှန်မှန်ကန်ကန်ကင်တွယ်နိုင်ဖို့ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းပြောကြားတဲ့တဲ့င်းကိုပထမဆုံးတင်ပြပေးသွားပါမယ်။အလွဲသုံးစားမှုတွေကိုကင်တွယ်တဲ့အခါမှာတိတိယောက်ယောက်နဲ့စနစ်တကျမှန်မှန်ကန်ကန်ကင်တွယ်နိုင်ဖို့ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကအမျိုးသားရင်သွေးရေးအစိုးရဂျာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်27မြင်းဆောင်2025မှာပြောကြားခဲ့ပါတယ်။ တော်လှန်ကာလကြာမြင့်လာတာနဲ့အမျှလှုပ်ဆောင်မှုတိုင်းကချက်ချင်းမြင်သားတဲ့အကျိုးရလဒ်တွေကိုဖော်ပြနိုင်မှသာပြည်သူတွေတာမကပဲတော်လှန်ရေးထဲမှာထဲထဲဝင်ဝင်ဝင်ရောက်လုက ାଇ နေကြတဲ့ရဲဘော်ရဲဘက်တွေအနေနဲ့လဲစိတ်အားတကြွလာကြမှာဖြစ်တဲ့အတွက်တရားစီမံဖို့လိုအပ်မှာဖြစ်ကြောင်းမြို့နယ်တွေရဲ့အခွန်ကောက်ဆိုင်ရာကိစ္စတွေမှာဆိုရင်ထိထိရောက်ရောက်သာအေးအေးယူဆောင်ရွက်ကြမယ်ဆိုရင်အမျိုးသားရင်သွေးရေးအစိုးရပေါ်ပြည်သူယုံကြည်မှုလဲတိုးတက်လာမှာဖြစ်တယ်လို့အချိန်နေအရရက်ကိုထိန်းချောင်းကွက်ကဲနိုင်နေဆိုတဲ့ ားရည်ကိုလည်းအများသိအောင်ပြသနိုင်မှာဖြစ်ပါကြောင်းအလွဲသုံးစားမှုတွေကိုကင်တွယ်တဲ့အခါမှာလည်းထိထိရောက်ရောက်ကင်တွယ်ရမယ်ဆိုပေမဲ့စနစ်တကျမှန်မှန်ကန်ကန်ကင်တွယ်နိုင်ဖို့လည်းအင်မတအရေးကြီးပါကြောင်းမှားရွအရေးယူမိတာတွေဖန်ဆီမိတာတွေမဖြစ်ဖို့တတိကြီးကြီးနဲ့ အလုပ်လုပ်ကြဖို့လိုမှာဖြစ်ကြောင်းနဲ့ကြားကာလအုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းတွေမှာမြပြင်းနဲ့အချိတ်ဆက်တွေမပြတ်တောက်ကြဖို့နဲ့ဖြစ်ပေါ်လာတဲ့ပြဿနာတွေအခက်အခဲတွေကိုအချိန်မီဝိုင်းဝန်းဖြေရှင်းပေးကြဖို့အထူးအလေးထားတိုက်တွန်းပါကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြရလို့တရားရှိပါတယ်ရှင်။ ဆက်လက်ပြီးမွန်ပြည်ဖက်ဒရယ်ယူနစ်တရက်ပေါ်ပေါက်ရေးအတွက်တော်လှန်ကာလမွန်ပြည်ချာတာတရက်ကိုရေးဆွဲသွားရန် MSFC တတိယအကြိမ်ကြီးလာခန့်တွင်ချမှတ်တဲ့သတင်းကို တင်ပြပါမယ် ညီလာခံတရက်နဲ့တရက်ကြားမွန်ပြည်အတွင်းဖက်ဒရယ်ဖော်ဆောင်ရေးလုပ်ငန်းများတင်ပြရရနဲ့ရှေ့လုပ်ငန်းစဉ်များအားချမှတ်ရရွေချက်များဖြင့်မွန်ပြည်ဖက်ဒရယ်ကောင်စီတတိယကျင်းညီလာခံအားနှစ်ရက်တာကျင်းပခဲ့ပါတယ်။ညီလာခံဖွင့်ပွဲအခမ်းအနားသို့အမျိုးသားရင်သွေးရေးအတိုင်းပင်ခံကောင်စီအမျိုးသားရင်သွေးရေးအစိုးရကရင်နီတိုင်းပင်ခံကောင်စီနဲ့လူတော်လှန်ရေးအားစုများမှခေါင်းဆောင်များတက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီးတက်ရောက်သူဦးရေ200ကျော်ရှိခဲ့လို့ဖော်ပြထားပါတယ်။ ဇလပီညီလာခံကိုကျင်းပရာညီလာခံကိုဇလဲအွန်လိုင်း125ဦးပြည်ပြင်82ဦးစုစုပေါင်း196ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ညီလာခံတွင်မွန်ပြည်ဖက်ဒရယ်ကောင်စီ၏နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများစစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ၏အခမ်းကဏ္ဍကိုဆွေးနွေးခဲ့ပြီးကာဂျီမွန်ပြည်နယ်ဆယ်မြို့နယ်ကိုအခြေပြုပြီးရည်ရွယ်ချက်တူဘဝတူတော်လှန်ရေးအင်အားစုများစုစည်းပြီးထိရောက်သောမွန်ပြည်ဖက်ဒရယ်ယူနစ်တရဲ့ ပေါ်ပေါက်ရေးအတွက်တော်လှန်ကာလမွန်ပြည်ချာတာတည်းကိုရေးဆွဲသွားရန်ခါခွေမွန်ပြည်နယ်၌အာနာရှင်စစ်ကောင်စီမှပြုလုပ်မိ2025ရွေးကောက်ပွဲကိုအပြည့်အဝဆန့်ကျင်သွားရတွင်ပြည်သူလူထုများပါဝင်လာစေရဲ့အတွက်တိုက်တွန်းလှုံ့ဆော်ပြီးမဟာဗျူဟာတရက်ကိုရေးဆွဲပြီးအကောင့်ထဲပေါ်သွားရန် ကားငယ် မွန်ပြည်နယ်နဲ့ဆက်ဆက်ဒေသများရှိစစ်ဘေးတဲ့အမျိုးသမီးများနဲ့ကလေးငယ်အပါအဝင်အတိဒုက္ခရောက်ရှိသည့်ပြည်သူများအတွက်ဝန်ဆောင်မှုပေးအရန်ခရိုင်အဆင့်ပြည်သူလုံခြုံရေးနဲ့ဝန်ဆောင်မှုကော်မတီများဖွဲ့စည်းကကူညီဆောင်ရွက်သွားရန်ကဟာကြီးမွန်ပြည်ဖက်ဒရယ်ကောင်စီသည်တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ERO တိုင်းသားဖက်ဒရယ်ယူနစ်များဖက်ဒရယ်ယူနစ်နဲ့ခြားသောဒီမိုကရေစီအားစုများနဲ့ပူးပေါင်းပြီးပြည်내အကောင်ရေးမှပြည်ထောင်စုအကောင်ရေးကိုဥတီသည့် bottom up federalism စနစ်အကောင့်ထဲပေါ်နိုင်ရဲ့အတွက်ဂျိုးပန်းဆောင်ရွက်သွားရန်စတဲ့ရှေ့လုံငန်းစီများကိုချမှတ်ခဲ့လို့အတည်ပြုထားပါတယ်။ဒါတရချိန်မွန်ပြေ Federal Council ကောင်စီငီလာခန့်တွင်ကောင်စီဝင်နိုင်ကောင်းရွက် မိကွန်ချန်းနုံနဲ့ဒေါက်တာသရီမွန်ချန်းနုံအားတဘာပရိအဖွဲ့ဝင်ဖြစ်ရွေးချယ်တင်မြောက်ပြီးကော်မတီ၃ရက်ဥပဒေပြုရေးကော်မတီအုပ်ချုပ်ရေးကော်မတီနဲ့တရားစီရင်ရေးကော်မတီဤဥက္ကဋ္ဌများအားရွေးချယ်ကမွန်ပြည်ဖက်ဒရယ်ကောင်စီဓာတ်ရကြိမ်ကြီးလာခံမှချမှတ်သည့်နိုင်ငံရေးစည်ရင်နဲ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကိုဥဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါရရှင်။ ကချင်ပြည်နယ်မြောက်ပိုင်းဒေသရောက် CDM စစ်သားရဲသားမိသားစုဝင်တွေကိုဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာတင်တဲ့များပေးနိုင်ဖို့ကချင်ပြည်နယ်ပြည်သူ့ရင်ခွင်စခန်း KPEZ နဲ့ပြည်သူ့ပန်းနိုင်ပူပေါင်းဆောင်ရွက်တဲ့တဲ့ကိုဆက်လက်တင်ပြပါမယ်။ကချင်ပြည်နယ်ပြည်သူ့ရင်ခွင်စခန်း KPEZ နဲ့ပြည်သူ့ပန်းနိုင်ပူပေါင်းပြီးကချင်ပြည်နယ်မြောက်ပိုင်းဒေသရောက် CDM စစ်သားရဲသားမိသားစုဝင်တွေကိုဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာတင်နန်းတွေမှာပါဝင်ဆောင်ရွက်နိုင်ခဲ့လို့တင်ရရှိပါရယ် ်ချင်းပြည်နယ်ပြည်သူ့ရင်ခွင်စခန်း KPEZ အမှတ်1နဲ့အမှတ်2မှာရှိတဲ့ CDM စစ်သားရဲသားမိသားစုဝင်တွေကိုဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာတင်နန်းများပို့ချပေးနိုင်ဖို့အတွက်ဤပြရရဲ့သွာလာမှုစေတင်နန်းအခန်းစီနဲ့တင်နန်းပြုလုပ်နိုင်ဖို့အတွက်ပြည်သူ့ပန်းနိုင်အနေနဲ့15သိန်းကျပ်ပေးဖို့ဆောင်ရွက်နိုင်ခဲ့လို့သိရပါတယ်ပြည်သူ့ပန်းနိုင်အနေနဲ့ CDM စစ်သားရဲသားမိသားစုဝင်တွေကိုဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးရာတွေလုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်တွေကိုအ သိပညာမြင့်တင်နိုင်ဖို့အတွက်ဆောင်ရွက်နေသလိုသက်ဆိုင်ရာဒေတာအလိုက်အဖွဲ့တွေနဲ့လည်းပူးပေါင်းဆောင်ရွက်နေကြောင်းအသိပေးထားပါရရှင်။မုံရအချင်းထောင်မှပြောင်းရွှေ့ခရရသူများကိုဥပိုထောင်ဝင်ထမ်းများနဲ့လုံချုံတပ်ဖွဲ့ဝင်များမှဝိုင်းဝန်းရိုက်နှက်၍ထိခိုက်ဒဏ်ရာများရရှိခဲ့တော်လဲ စေကူတာပေးမှုမရှိတဲ့တရင်ကိုနောက်ထပ်တင်ပြပါမယ်။မုံရွာအကျဉ်းထောင်မှပြောင်းရွှေ့ခရသူများကိုအိုးဘထောင်ဝင်ထမ်းများနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များမှဝိုင်းဝန်းရိုက်နှက်၍ထိခိုက်ဒဏ်ရာများရရှိခဲ့တော့လဲစေကူတာပေးမှုမရှိဘူးလို့ AAPP ကဖော်ပြပါရယ်။ပြီးခဲ့တဲ့တရင်တပတ်တွင်စကိုင်းတိုင်းမုံရွာအကျဉ်းထောင်မှနိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား200ဝန်းကျင်ကိုမာလေးတိုင်းမာလေးအိုးဘအကျဉ်းထောင်သို့ပြောင်းရွှေ့ခဲ့ပြီးမုံရွာတပိတ်ကောင်းဆောင်ကိုဝယ်မိုးနိုင်ပါပါဝင်ခဲ့လို့ဆိုပါရယ်။ထောင်ပြောင်းခရသူ များအောင်ထောင်ဝင်ထမ်းများနဲ့လုံခြုံတပ်ဖွဲ့ဝင်များမှဝိုင်းဝန်းရိုက်နှက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြတော့လဲထောင်အာဏာပိုင်များမှစေဝါကူတာမှုမပေးကြောင်းသိရှိရတယ်လို့ဖော်ပြပါတယ် စည်ရဲ့အချက်လက်များအရမတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်၍ဖာစီခါရသူစုစုပေါင်း29283ဦးရှိပြီးထို့ထဲမှ12132ဦးမှာထိမ့်သိမ်းခံနေရဆဲဖြစ်က ထိမ့်သိမ်းခံနေရသူများအနက်မှ1846ဦးမှာထောင်ဒဏ်ချမှတ်ခံထားရပါတယ်ရှင်။တွန်လိုင်းအမှုပညာရှင်ပိုင်ဖြိုးသူက ဝောင်ဆန်းစုကြည်မွေးနဲ့ဆူတောင်းပေးတဲ့တရုံနောက်ဆုံးတင်ပြပါမယ်။တော်လှန်အမှုပညာရှင် ပိုင်ဖြူသူကလူထုကောင်းဆောင်တော်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အတွက်ဇွန်လ16ရက်နေ့လူမှုကွန်ရက်မှာဆူတောင်းစကားပြောကြားခဲ့ပါတယ်။ Happy birthday ပါအမေစု မတရားချုပ်နှောင်ခံထားရခြင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေ။တူတူလေအမေစုရဲ့အသက်80ပြည့်မွေးနေ့အတွက်ဆူတောင်းဗီဒီယိုပေးဖို့ပါဝင်ထားပြီးပါပြီ။ အခုချိန်ထိဆူတောင်းဗီဒီယိုတွေပေးပို့ထားကြတာ9000နီးပါးရှိပြီလို့လည်းသိရပါတယ်မိမိရဲ့ဘေးကင်းလုံခြုံဆုံးဖြစ်မဲ့နီလာနဲ့ပေးပို့ပါဝင်ကြဖို့ကိုလည်းတူတူတိုက်တွန်းလိုက်ပါတယ်လို့យေတာထားပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာကီနဲ့ Khashel တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်